ကလေးပံပြိုသူတော်လန်ကလေးကတော့အလုံးပဲမင်္ဂလာပါခင်ဗျာတော်လန် YouTube channel လေးဖြစ်တဲ့ share ပေါ် YouTube channel လေးရနေပြီးတော့တပံပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ clicker ကိုပြန်လဲပြီးတော့မျှဝေပြီးတော့ channel လေးကတော့ဆရာကြီးနန္ဒာသိန်းစံပြိုစုရှင်းသားထားတဲ့ဘဝအတိတ်ပဲနဲ့ဘဝသစ္စာဆိုတဲ့စာအုပ်လေးရဲ့ icon set ဖြစ်တဲ့ icon 7လေးရဲ့အပိုင်းနေလေးပဲဖြစ်ပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ရုပ်ပတ်မြောင်းခွင့်ပြုပါလို့ဆရာကြီးနဲ့သက်ဆိုင်သူအားလုံးကိုမေတ္တာရဲ့ခံခွင့်ပန်ပါရယ်ခမရ I can set it ဘဝဖြစ်ပေါ်မူ၏အခြေခံအကြောင်းတရားအထပ်ပါအချက်တို့ကိုထား၍နန်းနှင့်ရောဟုသောအကြောင်းအကြောင်း၆ပါးသောအာရဏတရားသည်ဖြစ်၏ဟုဗုဒ္ဓသည်ဟောတော်မူခြင်းဖြစ်၏ ထိုအာယတနာတို့ဖြစ်ပေါ်ခြင်းကြောင့်ဖတ်တာပင်ဖြစ်ပေါ်ရ၏ဟောတုအာယံကံဒွါရ၆ပါအာယတနာတို့ဖြစ်ပေါ်လာလေအစင်အတန်အနံအရာသာအတွေ့အထိဓမ္မဟုသောအာယံတို့ကိုတွေ့မှုဖတ်တာသည်ဖြစ်ပေါ်လာမည်ဖြစ်သည်မြန်စင်တိုင်းအစင်အာယံတို့ဤထီတွင်မှုနာနိုင်အတန်တို့ဤထီတွင်မှုနှာခေါင်းနိုင်အနံတို့ဤထီတွင်မှုရှာနိုင်အရာသာတို့ဤထီတွင်မှု ကိုယ်၌အကမကုန်အစာရှိသောအာယုန်တို့၏ထိတွေ့မှုစိတ်၌အသွေးကြံအစာတို့၏ထိတွေ့မှုဖတ်တာတို့ဖြစ်ကြပါသည်ထို့သောအာယုန်ကိုတွေ့မှုဖတ်တာကြောင့်ဒုက္ခဒုက္ခဥပေက္ခဝေဒနာတို့ဖြစ်ပေါ်လာရသည်ထိုဝေဒနာတို့ဖြစ်ပေါ်မှုကြောင့်နစ်တမ်းမှုတဏှာတို့ဖြစ်ပေါ်လာရသည်အိနီယာ၌ဒုက္ခဝေဒနာဥပေက္ခဝေဒနာတို့ကိုနိတ္တမှုတနာဖြစ်သည်ဆိုခြင်းမှာလည်း ဖြစ်နိုင်တော့လဲဒုက္ခဝေဒနာ၌နေတမှုတနာသည်ဖြစ်နိုင်ပါ၏လောဟုမေးစရာရှိပေ၏စင်စစ်လူတတ္တဝါသည်ဒုက္ခဝေဒနာနှင့်ကြုံကြိုက်သည့်နေတပြိုင်နက်ထိုဒုက္ခမှလွတ်မြောက်မှုကို၎င်းထိုဒုက္ခနှင့်ဆန့်ကျင်ဘက်ဖြစ်သောဒုက္ခကို၎င်းနေတတ်မျောလင့်တန်တာခြင်းသည်တနာဖြစ်၏ထိုကြောင့်ဒုက္ခဝေဒနာဖြစ်လျင်လည်းတနာဖြစ်သည်ဟုဆိုအပ်ပေလိမ့်မည် တဏဟုဆိုရာ၌ကာမကောအာယုရ၌တမမှုကာမတဏဘဝ၌ဖြစ်လိုမူတမမှုဘဝတဏဘဝပြည့်ချင်း၌ဖြစ်လိုမူဝိဘဝတဏဟု၍ပရဏာအားဖြင့်တဏသုံးမျိုးရှိပါ၏ထိုတဏကြောင့်ဆွဲလန်းမှုဥပါဒံသည်လည်းဖြစ်ပေါ်လာရသည်တဏီအားဖြင့်တဏရှင်းမှုကြောင့်ဥပါဒံသည်ဖြစ်ပေါ်လာရသည်ဥပါဒံ၌လည်းကာမကောဝန်၌ဆွဲလန်းမှုကာမောပါဒံအယုစမာ၌ဆွဲလန်းမှုဒိဋ္ဌုပါဒံ ဆင်းရဲငြိမ်းချမ်းနှိမ့်ပန်ရောင်ချမ်းမဟုတ်တော့အကျင်မာတို့ကိုဇွယ်လန်းမှုတိလပရုပဒံတဘောပိတဘောပြောင်းရွှေ့ခြင်းလေတတ်သောအတ္တကောင်အတ္တကောင်အမှန်ပင်ရှိသည်ဟု၍ဆွေလန်းခြင်းအတ္တဝါရုပါဒံဟု၍လေးမျိုးရှိပါ၏ထိုသူဆွေလန်းမှုဥပါဒံအမျိုးမျိုးကြောင့်ထိုဆွေတို့ကို ပြုလို့မူဘောကမ္မဘောအမျိုးမျိုးတည်နေဖြစ်ပေါ်လာရ၏ ိုတိုအမျိုးမျိုးပြုမှုကံမဘွားကြောင့်ဒေဂာနေတွင်လူတတဝါ၌ကံကံမနမိတ်ကတိတို့သည်ထင်ပေါ်လာရ၏ထိုနမိတ်တို့ကိုဆွဲလန်းနေရင်နောက်ဆုံးသုတိစိတ်ဖြင့်စိတ်ဆင်ပြတ်၍တည်လွင်သွားသည့်အခါစိတ်ဆွဲလန်းသည့်အာယုန်နမိတ်ကိုပင်ဆွဲယူပြီးဘဝအသည့်ဖြစ်တည်မှုတည်းဟူသောဝိညာဉ်ဖြစ်ပေါ်လာ၏ထိုဘဝအသည့်ဝိညာဉ်နှင့်အတူကမ္မစာယုတ်စသည်တို့သည်လည်းဖြစ်ပေါ်လာပြန်သည် ထိုရုံဏတို့၏ရှေးဥစွာဖြစ်ပေါ်မှုဘဝတည်ဖြစ်ခြင်းသည်ဇာတိဟု ခေါ်ရပေသည်တို့ဖြစ်၍ဖြစ်ကြောင်းကံတဲ့ဘဝကြောင့်ဇာတိဖြစ်သည်ဟုဘုရားဟောတော်မူခြင်းဖြစ်၏ဇာတိကြောင့်အိုချင်းဆရာတေချင်းမရဏာတို့ဖြစ်ပေါ်လာပြန်သည်ဆိုရင်ပူဇွေခြင်းတော့ကငိုချွေခြင်းပြိတ္တဝါကိုဆင်းရဲခြင်းဒုက္ခဆိတ်ဆင်းရဲခြင်းဒေါမနတစေနှလုံးပြင်းစွာမူပါရခြင်းဥပါယတာတို့သည်လည်းထိုက်သည့်အာညောစွာပင်ဖြစ်ပေါ်လာကြသည် ဤဒီမှာအဝိဇ္ဇာမှာအစာပြု၍ကြောင်းကျိုးအင်ကား12ပါး၏ဖြစ်စဉ်ကို အစဉ်အတိုင်းပင်အကျဉ်းမြတ်ပေါ်ပြခဲ့ခြင်းပင် ဖြစ်ပါသည်ဗုဒ္ဓဒေသနာအရပွား၌ဖြစ်သောထိုပရိစ္ဆာသမုပ္ပါကြောင်းကျိုးဖြစ်စဉ်ကိုကာလအားဖြင့်ပိုင်းခြားလျင်အဝိဇ္ဇာနှင့်တင်္ခါရကိုအတိတ်ကာလတရားများဟု၍လည်းကောင်းဝိညာဉ်နံယုတ်ကာလယရဏဖတ်တဝေဒနာတနာဥပါဒဏ်နှင့်ဖြစ်ကြောင်းကံဘဝတို့ကို ပစ္စုပန်ကာလတရားများဟု၍၎င်းစာကြည့်နှင့်ဆရာမရဏတို့ကိုအနာဂတ်ကာလတရားများဟု၍၎င်းမှတ်ယူနိုင်ပေသည်ထိုကာလသုံးပါးတွင်အဝိဇ္ဇာနှင့်သင်္ခါရသည်အတိတ်ဘဝကအကြောင်းတရားများဖြစ်၍ဝိညာဉ်နှင့်တာလယရဏဖတ်သားဝိညာဉ်တို့သည်ပစ္စုပန်ဘဝ၌ဖြစ်ပေါ်သည့်အကျိုးတရားများဖြင့်ဖြစ်ကြသည်တနာဥပါဒံနှင့်ဖြည့်ချောင်းခံပွားတို့သည်ပစ္စုပန်ကာလအကြောင်းတရားများဖြစ်၍ဇာတိဆရာနှင့်မရဏတို့သည်လည်း အနာဂတ်ဘဝတွင်ဖြစ်မည်အကျိုးတရားများဖြစ်ကြသည်အဝိဇ္ဇာနှင့်သင်္ခါရနှစ်ပါးကိုအတိတ်ဘဝကအကြောင်းတရားများဖြင့်ဖော်ပြရာ၌ဗရဏာကျသောအကြောင်းတရားများအနေဖြင့်သာဖော်ပြခြင်းဖြစ်၍ထိုအကြောင်းတရားနှစ်ပါးအပြင်အခြားသောအကြောင်းတရားများမရှိတော့၍ဆိုလိုခြင်းတော့မဟုတ်ပါခြင်းစင်စစ်ထိုဝိဇ္ဇာနှင့်သင်္ခါရတို့ကိုထောက်ကူ၍အကြောင်းတရားများလည်းရှိပေရှိပေသည်ပဂရိဘဝ၌အဝိဇ္ဇာဖြစ်လျင်တဏှာနှင့်ဥပါဒဏ်လည်းဖြစ်၏ ိင်္ဂါရဖြစ်လျင်လဲကံမဘဝဖြစ်၏တို့ဖြစ်၍ပိဿုပံဘဝ၏ရှုံလန်းခန္ဓာတို့၏အတိတ်အကြောင်းတရားများကိုဖော်ပြပါဆိုလျင်အဝိဇ္ဇာတဏှာဥပါဒံတိင်္ဂါရ ကမ္မဘဝတို့ကိုဖော်ပြမည်ဖြစ်၏အတိတ်ဘဝကအဝိဇ္ဇာနှင့်သင်္ခါရဟုသောပဓာနာအကြောင်းတရားများကြောင့်ပစ္စုပန်ဘဝအကျိုးတရားများဖြစ်သည့်ဝိညာဉ်နံယုတ်တလယရဏဖတ်တဝေဒနာတို့ဖြစ်ပေါ်လာကြသည်ဤနေရာ၌အတိတ်အကြောင်းတရားများကြောင့်ပစ္စုပန်အကျိုးတရားများဖြစ်ပေါ်လာသည်ကိုထား၍ဘဝအကြောင်းအကျိုးဖြစ်စဉ်တွင်တကုတည်းသော အကြောင်းကြောင့်တကုတည်းသောအကျိုးသာလျှင်ဖြစ်စေသည်ဟုမယူဆနိုင်ကြသင်ရှားပါသည် တပန်တနာဥပါဒံကံမဘဝဟုသော အကြောင်းတရား၃ပါးကိုပစ္စုပန်ဘဝကတရားများအကြောင်းတရားများအဖြစ်ဖော်ပြခြင်းတည်းလဲပြဌာန်းတော်အကြောင်းတရားများအနေဖြင့်သာဖော်ပြခြင်းသာဖြစ်၍၎င်းတို့အပြင်ထောက်ကူသောအကြောင်းတရားများမရှိတော်မူ၍ဆိုလိုသည်တော့မဟုတ်ပါချေစင်စဲထိုတနာဥပါဒံကံမဘဝတို့ကိုထောက်ကူသောအကြောင်းတရားများလည်းရှိပေသေးသည်ပဂတိဘဝ၌တဏှာဖြစ်လျင်အဝိဇ္ဇာဖြစ်၏အဝိဇ္ဇာဖြစ်လျင်တဏှာလည်းဖြစ်၏တဏှာဖြစ်လျင်ဥပါဒံလည်းဖြစ်၏ ဝါရံဖြစ်လျင်သင်္ခါရနှင့်ကံမဘဝတို့သည်လည်းဖြစ်၍ဝိညာဉ်ဉာဏ်ရောတာလာယတနာဖတာဝေဒနာတိဟုသောတဘာမကသောအနာကအကျိုးတရားဘဝအဘဝအကျိုးတရားများသည်လည်းဖြစ်ပေါ်ချပြန်သည်အထက်ပါဘဝ၏ကာလသုံးပါးနှင့်အကြောင်းကျိုးဆက်ဆက်ဖြစ်ပေါ်နေမှုအစဉ်ကိုကြည့်လျင် အတိတ်ဘဝကအကြောင်းတရားများသည်တဘာရမှုပဲ၅ပါးမြောက်ရှိတဲ့ကဲ့သို့ ဖစ်ဆိုပန်အကြောင်းတရားတည်တဲ့တပားရဲမဟုတ်ငါးပါးမြရှိနေကြောင်းကိုတွေ့ရပဲသည်။တပန်ဖစ်ဆိုပန်အကြောင်းတရားတည်တဲ့တပားရဲမဟုတ်ပဲငါးပါးမြရှိနေတကယ်တော့အနာကအကြောင်းတရားတည်တဲ့တပားရဲမဟုတ်ပဲငါးပါးမြသာရှိနေကြောင်းတွေ့ရပဲလိမ့်မည်။အေးချကိုထောင်ရှု၍ဗုဒ္ဓ၏ပရိစ္ဆာသမုပ္ပတ်ဒေသနာရင်၌အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်ရသည်သင်္ခါရကြောင့်စသဖြင့်ဇယမရဏတိုင်အောင်တကူတည်းသောအကြောင်းကြောင့်တကူတည်းသောအကျိုးနေဖြင့်ဖော်ပြခြင်းသည်စဉ်စစ်တကူတည်းသောအကြောင်းသည် တကူတဲသောအကျိုးကိုသာဖြစ်စေသည်ဟုဆိုလိုသည်တော့မဟုတ်ပါချေထို့သောပေါ်ပြခြင်းသည်များစွာသောအကြောင်းများစွာသောအကျိုးတို့ကိုပေါ်ပြလို့၍ပဓာနာချသည့်အဖြစ်ထင်ရှားသည့်အဖြစ်ဒူကြသည့်အဖြစ်ပဓာနာပါကရအတရယနာတို့ကိုခြုံ၍အချင်းသင်ခက်ပါအနေဖြင့် ဖော်ပြခြင်းသာဖြစ်သည်ဟု၍ယူဆပါလေမည်။ထို့အတူပရိသတ်သမုတ်ပတ်ဒေသနာတော်ယင်း၌ဝိဟိစာကိုအစပြု၍ဆရာမရဏတိုင်အောင်ကျောင်းကျိုးအင်္ဂါ၁၂ပါးကိုအစအဆုံးຫນွယ်တန်းတပွဲမြင်းချောင်းတပွဲဖော်ပြလိုက်ခြင်းသည်လေ။ချင်းစစ်အစအဆုံးဟု၍ဖော်ပြခြင်းမဟုတ်ဘဲဘောဟာဖြစ်စဉ်တွင်ဗန္ဒနာချ၍ထင်ရှားရာတို့ကိုအခြင်းအားဖြင့်အစီစဉ်ကဖော်ပြခြင်းများဖြစ်သည်ဟု၍မှတ်ယူရပါလေမည်။အဝိုင်းကာလာသုံးပါးတို့အကြောင်းကျိုးဆက်ဆက်ကဖြစ်ပေါ်နေသည့်အစဉ်ကိုကြည်လည် အဝိဇ္ဇာစသည့်အတိတ်ဘဝအကြောင်း၅ပါးကြောင့်ပစ္စုပန်ဘဝဖြစ်တည်မှုတည်းဟုသောအကျိုးတရား၅ပါးဖြစ်ပေါ်လာရသည်။ထိုပစ္စုပန်ဘဝ၌တဏှာစသည့်အကြောင်း၅ပါးတို့ကိုဆက်နွယ်ဖြစ်ပေါ်မှုကြောင့်အနာဂတ်ဘဝတည်းဟုသောအကျိုး၅ပါးတို့ဖြစ်ပေါ်လာတော်သည်။ ထိုဘဝ၌လည်းတပံအဝိဇ္ဇာစသည့်အကြောင်းငါးပါးတို့ကိုဆင့်ရမှုကြောင့်နောင်ဘဝသည်ဖြစ်ခြင်းတည်းဟုသောအကျိုးတရားငါးပါးတို့ဖြစ်ပေလေဩမိဤနည်းအားဖြင့်အကြောင်းအကျိုးတို့နှီးနွယ်ဆက်ဆက်ကအတိတ်ပစ္စုပန်အနာဂတ်ကာလသုံးပါးသည်လည်းထပ်ပြန်ကြော်၍လည်နေရကတကယ်ပဂတိဘဝ၌ဖြစ်ပေါ်နေသောပရိစ္ဆာသမုပ္ပါအကြောင်းအကျိုးဆင့်ရမှုအစဉ်မှာဆင်းဆက်အစာဆုံးမရှိအစာဆုံးရှိသောຫນွယ်တန်းတပွဲမြင်းချောင်းတပွဲမဟုတ်ဖြင့်အစာဆုံးဟူ၍မရှိသောဆက်ဝိုင်းတပွဲဖြစ်ပေါ်နေသောအစဉ်သာလျှင်ဖြစ်လေသည် တို့ပြည့်၍အစားဟူ၍၎င်းအဆုံဟူ၍၎င်းမရှိနိုင်သောဆဝိုင်းတို့ပေါ်ပရိစ္ဆာသမုပ္ပတ်ချောင်းချိုးဆဝိုင်းဖြစ်စဉ်တည်း၌တစုံတရာသောအကြောင်းတရားသည်ပထမအကြောင်းတရားအဖြစ်မူသည်ရှူရန်မဖြစ်နိုင်တော့ချေဤချက်ကိုထောက်ရှု၍ဘုရားဒေသနာ၌ပဌာနာအကြောင်းတရားကိုလက်ခံတော်လဲအကြောင်းမဲ့အကြောင်းတရားကိုတော့လက်မခံအကြောင်းထင်ရှား၏ တပံအတိတ်ဘဝကအကြောင်းတရားများသည့်အဝိဇ္ဇာနှင့်သင်္ခါရတို့ကို ဖြစ်တည်ဟူ၍လကပိဿုပံဘဝကအကြောင်းတရားများသည့်တဏှာဥပါဒံကံဘဝတို့ကိုဖြစ်တည်ဟူ၍လကပေါ်ပြခဲ့ပါ၏ဗုဒ္ဓတေသနာအရထိုအတိတ်ပိဿုပံအကြောင်းတရားများနှင့်မူလနှပါအကြောင်းတရားနှပါရှိပါ၏ရှင်တို့မှာအဝိဇ္ဇာနှင့်တဏှာတို့ပေသည့်ထိုအဝိဇ္ဇာတဏှာမူလနှပါတို့ဆက်ဆက်၍ဖြစ်ပေါ်မှုကြောင့်အတောမတက်လည်နေသောဘဝတန်တရားသည်ဖြစ်ပေါ်လာရ၏ ထိုးပွားလို့ဖြစ်ရင်အိုခြင်းတေခြင်းဆရာမရဏတို့သည်ဖြစ်ပေါ်၏ဆိုရင်ပူဆွေးရခြင်းတော့ကငိုချခြင်းပြိတေဝါကိုဆင်းရခြင်းဒုက္ခဆင်းဆင်းရခြင်းဒေါမနတမြင်းစွာပူပန်ရခြင်းဥပါယတာတို့သည်လည်းထိုက်သည့်အလောစာဖြစ်ပေါ်လာရသည်ပရဏအပြင်ဝိဇာတနာသည်မူလနှစ်ပါးသည်အိုခြင်းတေခြင်းအစရှိသောဒုက္ခတို့အကြောင်းတရားတမှုတရားပင်ဖြစ်ပါ၏သောဝိဇ္ဇာနှင့်တဏှာမူလနှစ်ပါးတွင်အဝိဇ္ဇာကိုအတိတ်ဘဝ၏မူလတရားအကြောင်းတရားဟု၍၎င်းတဏှာကို စ္ဆုတ်ပန်း၏မူလတရားအကြောင်းတရားဟု၏၎င်းယူလူပါကယူဆနိုင်သည်ထို့သောယူလျင်ဓမ္မစကားပေါ်တနာသောစာတိစာတိတို့၌တနာကိုရှေ့တွင်၍ဟောခြင်းသည်လက်ရှိပစ္ဆုတ်ပန်ပေါ်၌တနာသည်ဗနာနာအကြဆုံးအကြောင်းတရားဖြစ်နေသောကြောင့်ရှေ့တွင်၍ဟောခြင်းဖြစ်သည်ဟု၍ယူဆနိုင်ပွဲရှိ၏သောဝါတွင်ဗုဒ္ဓသည်ဘဝ၏အတိတ်ပစ္ဆုတ်ပန်စာတိကာလအခြေအနေကိုမထောက်ဘဲလူသက်တော်တို့၏ဇယိုင်းလက္ခဏာအခြေအနေကိုသာထောက်၍ဝိဇာနေတနာနှစ်ပါးအနက် တခါတရံတနာကိုရှည်တန်းတင်၍ပဓာနာကြောင့်တရားဖြင့်ဟောတကယ်သို့တခါတရံအဝိဇ္ဇာကိုရှည်တန်းတင်၍ပဓာနာကြောင့်တရားနေဖြင့်ဟောခြင်းများလည်းရှိနေပေသည်ဤသို့ပင်ရှိတွင်ဟောသင်္ကဖြစ်စေအစာဝေးမရှိသောစဝိုင်းတဘွေဖြစ်နေသောပရိသတ်မဘယ်ဖြစ်စဉ်၌အဝိဇ္ဇာတို့၎င်းတနာတို့၎င်းအကြောင်းမဲ့အကြောင်းတရားဖြစ်သောမမတ်ယူနိုင်ခြင်းကာလအပြင်၎င်းဇယယအပြင်၎င်းအခြေအနေကိုသုံးသပ်၍ပဓာနာကြရာရှိတွင်၍ဘုရားဟောတော်မူခြင်းသာဖြစ်သည်ဟုယူဆနိုင်သည်။ ထို့ကြောင့်တဏှာကိုဒုက္ခဖြစ်ပေါ်ခြင်း၏အကြောင်းတရားအဖြစ်ရှေးတည်၍ဖော်ပြခြင်းသည်ပထမအကြောင်းတရားနှင့်ဖြင့်ဖော်ပြခြင်းမို့ပဲပဓာနာအကြောင်းတရားနှင့်ဖြင့်သာဖော်ပြခြင်းဖြစ်သည်ဟုအထက်တွင်ဆိုခဲ့ပြီးဖြစ်ပါ၏တပံအဝိဇ္ဇာဖြစ်ရင်တဏှာသည်လည်းဖြစ်ထိုးမြမကဥပါဒံသင်္ခါရအကမ္မဘဝတို့သည်လည်းတွဲဖက်၍ပင်ဖြစ်ကြ၏ထိုကြောင့်အဝိဇ္ဇာသည်ဘဝသည်ဖြစ်ပေါ်စေခြင်းနှင့်တကားထိုဘဝရှိဇယမရဏအစသည့်ဒုက္ခတို့ကိုဖြစ်ပေါ်စေ၌သောတခုတည်းသော အကြောင်းတရားဖြစ်သည်ဟုတော့မဆိုနိုင်ပါရှင်။အခြားအချံရန်အကြောင်းတရားတို့၌လည်းပါဝင်လျက်ရှိသည်ဟုဆိုအောင်မည်ဖြစ်ပါ၏။ထို့အတူတဏှာဖြစ်လျင်အဝိဇ္ဇာလည်းဖြစ်၏။ထို့များမကဥပါဒံသင်္ခါရကံမဘဝတို့သည်လည်းတွေ့ဖက်၍ဖြစ်ကြပါ၏။ထို့ကြောင့်တဏှာသည်လည်းဘဝသည်နှင့်တကားထို့ဘဝရှိဇယမရဏစသည့်ဒုက္ခတို့ကိုဖြစ်ပေါ်စေသောတကူတည်းသောအကြောင်းတရားမဟုတ်ပါရှင်။ အချမ်းရန်အချောင်းတရားတို့နှင့်ပါဝင်လျက်ရှိသည်ဟုဆိုအားမည်ဖြစ်ပါ၏တို့ဖြစ်သောအကြောင်းတဏှာသည်ဒုက္ခဖြစ်ပေါ်ခြင်းဤတစုံတစ်ခုလည်းသောအကြောင်းတရားဖြစ်၍အခြားထောက်ပံ့တို့ကိုမရှိတော့ဟုဆိုလိုခြင်းမဟုတ်ကြောင်းအထက်ပင်ဆိုခဲ့ပြီးဖြစ်ပါ၏ဘုရားအလိုအရာအတန်တရားကိုလည်းစေသောဒုက္ခတို့ကိုဖြစ်ပေါ်စေသောအကြောင်းတရားတမှုတရားတဏှာကိုပယ်ရမည်ဖြစ်၏ အိန္ဒိယတွင်တနာကိုပယ်ရမည်ပယ်အပ်သည်ဟုဆိုတဲ့နည်းတပြားနဲ့အဝိဇ္ဇာကိုလည်းပယ်အပ်ဟုဆိုခြင်းကိစ္စပါပြစီပေသည်အဘယ်တော့ဆိုတော့ရှေ့တွင်ဖော်ပြသည့်အတိုင်းတနာ၌အဝိဇ္ဇာသည်လည်းပါဝင်ပြီးဖြစ်သောကြောင့်ဒီပေါ်လာသည့်တန်တရားကိုလဲစေတတ်သောဒုက္ခရုပ်ကိုဖြစ်စေတတ်သောထိုတနာကိုမိမိထိုးတွင်သိမြင်ခဲ့ပုံထိုတနာကိုပယ်အပ်ဟုတိပုံထိုတနာကိုမိမိပယ်ခဲ့ပုံကိုအောက်ပါအတိုင်းပဲဖော်ပြခဲ့လေသည်ယဟန်တို့ ဒီတရားသည်စင်ရဲ့ကြောင်းဖြစ်သော အရိယာတို့၏အမှန်တရားညီဤဟုငါအားဖျားမဖြစ်မီ ရှေးကမကြားဘူးပုံသောတမှုရယသစ္စာတရားတို့၌ပညာမျက်စိသည်ထင်ရှားဖြစ်၏အသိဉာဏ်သည်ထင်ရှားဖြစ်၏အပြားအပြင်တည်တတ်သောဉာဏ်ပညာသည်လည်းထင်ရှားဖြစ်၏ထိုတွင်ရည်တည်သောဉာဏ်ဝိဇာသည်လည်းထင်ရှားဖြစ်၏အလင်းရည်သည်လည်းထင်ရှားဖြစ်၏ယဟန်တို့မြတ်စွာဘုရားသည် ထိုစင်ရဲ့ချင်းအကြောင်းဖြစ်သော အရိယာတို့၏အမှန်တရားကိုပယ်အပ်ယူ၍၎င်းထိုစင်ရဲ့အကြောင်းဖြစ်သော အရိယာတို့၏အမှန်တရားကိုပယ်ပြီးပြီဟူ၍၎င်းဖယားမဖြစ်မီရှေးကမကြဘူးကုန်သောသမှုတရားတစ္ဆာတရားတို့၌ပညာမျက်စီသည်ထင်ရှားဖြစ်၏အပြာအဖြင့်တည်တတ်သောဉာဏ်ပညာသည်လည်းထင်ရှားဖြစ်၏ထိုတွင်ရည်တည်သောဉာဏ်ဝိညာဉ်သည်လည်းထင်ရှားဖြစ်၏အလင်းရောင်သည်လည်းထင်ရှားဖြစ်၏ ကိုကားသောကျမ်းများဓမ္မစကားပေါ်တနာသောဓမ္မစကားပေါ်တနာဝတ်သစ္စာတန်ယုံဥဒုစာရှုပ်၏အတိပ္ပယ်နှင့်မဟာစီဆရာတော်ပရိသသမုပ္ပတ်တရားတော်ကြီးပါတွင်စာ3533ဒီ first course နှင့် consulas course တို့အကြောင်းအကျိုးတရားတို့ မိတွဲဆက်ဆက်၍ဖြစ်ပေါ်လာခြင်းသဘောတရားဟုတ်ကဲ့ဒါလေးကတော့အခန်းစတဲ့ဘဝဖြစ်ပေါ်မှုအခြေခံအကြောင်းတရားအနေနဲ့ဆရာကြီးနန္ဒာသိန်းစံရေတာမြောက်ခဲ့တာကိုကျွန်တော်ကတစ်ဆင့်ပြန်လည်ပြီးတော့ရုပ်ပတ်မြောက်ပေးခဲ့တာပဲဖြစ်ပါတယ်ခမကျွန်တော်ရဲ့ရုပ်ပတ်မြောက်မှုတွေမှာလည်းကျွန်တော်ရဲ့ပေါ်ဆောင်မှုချက်အမှားရလေးများပါခဲ့လို့ရှိရင်အမှန်ပြင်ပြီးတော့ တီခံဖတ်ရှုပေးဖို့မေတ္တာရခံပါရခင်ဗျာအဆုံးထိလိုက်ပါနားစင်ကလစ်ပေးခဲ့တာတဲ့တော်လန်ကလစ်ကတအုပ်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာကလစ်ပံပြောသူတော်လန်ကလစ်ကတော့အလုံးပဲကဘာမှတရားကြီးရဲ့ဘေးအန္တရာယ်အဆိုးလေးအာနာယူရက်ဖတ်ဆက်မိစာကောင်းရဲ့အန္တရာယ်လက်တွေ့နေပြီးတော့လွတ်ကင်းနိုင်ကြပါစေခင်ဗျာဟုတ်ကဲ့နောက်ရက်တွေမှာနောက်ထပ်အပိုင်းဆက်လေးနဲ့ပြန်လာပါမယ်ခင်ဗျာ